တော့စေတနာပြည့်ထားပြီးတော့လေเนาะကျွန်တော် အတက်နိုင်ဖို့ကောင်းအောင်မလုပ်ထားဘူးเนาะဈေးလည်းသူများထက်တန်အောင်လုပ်ထားပါပဲအဲဒီဆိုင်ရဲ့ signature ဆိုအမဲကြော်ပေါ့เนาะအမဲသားဆိုကျွန်တော်တခြားဆိုင်နဲ့မတူတဲ့အရာဓာတ်လေးလုပ်ပြီးတော့ဒီမှာအစားများလာတယ်အဲ့အဲ့ဒါလေးစားစားလို့လည်းကောင်းစေရမယ်ကောင်းလို့လည်းလာစားကြပါချင်းရည်ရဲ့ကုန်ထဲရမှာရော့ကျွန်တော်ကွက်တည်ပဲ တကားတလေညံ့ရောမပြည့်တဲ့အိုကဘောင်းပင်ခက်တယ်ပြောမလားမသိဘူးပေါ့အဲအပေါင်းသင်းတဲ့မှာတချို့ရှိရပါတော့အဲတမင်းတော်ရောင်းတာဈေးရောင်းတာလေကျွန်တော်ဖုတ်ဆရမှာမဟုတ်ဘူးဟုတ်တယ်မဟုတ်ဘူးအဲကျွန်တော်ဈေးရောင်းတာကျွန်တော်ကဘူးမှမရှက်ပါဘူးအကယ်၍ကျွန်တော်ရှက်လို့မခေါ်ခြင်းဘူးဆိုတော့ကျွန်တော်အေးဆေးပါပဲတည်ရမလားကိုယ့်ကိုရရကိုယ့်သဘောပေါ့နော်အင်းအားနဲ့တော့ချက်တာပြုတ်တော့အမျိုးသမီးလို့ပဲအဲဦးစီးပြီးလို့ကျွန်တော်လည်းကျွန်တော်ဝန်ထမ်းလေးတွေလည်း ဒါမကောက်ရရင်တော့မနေနိုင်ဘူးပေါ့နော်။ဟုတ် feeling ပေါ့။ဟိုအားမပါတော့ဘူးအားမရှိတော့ဘူးပဲလောက်ချင်တော့ဘူး။သိလား။ကိုကျွန်းကိုဝါဒနာပါခဲ့တဲ့ကိစ္စလေးပေါ့။အငဲဒါလေးလုံနေတာစိတ်ချမ်းလာပေါ့။ကိုကထားမလုံနိုင်တော့စိတ်ထဲကကောက်ွက်လေးကိုစဉ်းစားရတယ်။အဲ့လိုလုံ။အရင်ဆုံးပေါ့နော်ဒီစီးပွားရေးတစ်ခုလုံမယ်ဆိုတော့မရှက်နဲ့ပေါ့နော်။စိတ်တက်ကြကြမလို့လေကိုလောက်တတ်တာတစ်ခုရှိရဆိုတော့အနည်းဆုံးတော့သမဲမငောက်ဘူးပေါ့။အဲ့သမဲသားလက်မှတ်လေးတစ်ခုရှိကိုပြီးတော့တမအားစီဘောလောက်ဖို့ပေါ့နော်။မရှက်ပါနဲ့မကြောက်ပါနဲ့။ တော်ကအကောက်ကြောက်လေကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဟိုဈာရမှာအလုံးမရှိတဲ့အခြေအနေပါလေရှိတော့ပွဲစားလို့ဖြစ်တယ်ဗောဈာတလဲမရတလဲဆိုတော့လေအဲ့လိုမျိုးကြောင့်ကျွန်တော်တို့မိသားစုနဲ့ရက်တီဖို့ကြောင့်စီးပွားရေးတစ်ခုလိုတယ်လေပြီးတော့မိဘတွေကဒီစားတော့လုံလဲလောက်ခဲ့တော့ကျွန်တော်လည်းထပ်ပြီးတော့ကျွန်တော်တပိုင်းတနိုင်လေးပေါ့အဲ့ဒါလောက်ဖြစ်တာပါလောက်ဖြစ်တော့ကြာပြီးတော့ ီတော့ရတော့ဟိုဒီအောင်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်မျိုးရဲ့စီးပွားရေးပုံစံပေါ့နော်တို့ကတော့စိုင်ကြီးတွေကိုကျွန်တော်တို့ကစပိုင်တန်းပေါ့အဲကျွန်တော်ကြတော့ဒီအိမ်တော်ကြပြီနောက်ပိုင်းမှာကျွန်တော်ဖွဲပြီးလုပ်ဖြစ်တာဒီဘက်လမ်းမှာတော့ကျွန်တော်အခုဒီစိုင်လေးလုပ်ဖြစ်တာတော့၃နှစ်ထဲမှာရှိပြီအဟိုဘက်မှာဆိုရင်တော့အနေကြပြီပေါ့တော့ရတော့ကျွန်တော်လုပ်တတ်တာတော့အများကြီးပေါ့နော်ကျွန်တော်အစားတော့ဝါသနာလည်းပါတယ်အရင်တော့ကျွန်တော် ။နိုင်ငံသွားမယ်ဆိုပြီးတော့အဲ့ချက်ပြုတ်တင်တန်းတွေတက်ထားရဲရှိတယ်။ပြီးတော့အဲကျွန်တော်တို့ဒီမှာရောင်းလာကြတော့အတော့ပလုတ်တွေရဲ့အဲ့လိုမျိုးခမင်းကြော်ရဲ့လက်ဖေးရဲ့ပေါ့နော်။အဓိကရောင်းလာဆိုတော့ကျွန်တော်တယောက်တည်းဘယ်သူမှမရှိလဲကျွန်တော်တယောက်တည်းနိုင်မဲ့ဟာမျိုးဆိုပြီးခမင်းကြော်လေးကြောက်တပိုင်းတပိုင်းဖြစ်လာပေါ့နော်။အဲအားတော့ကျွန်တော်ရွေးလိုက်တာ။ချင်းရသည်ဟေကုန်ထဲရမှာရော့ကွက်တည်ပဲ ဩော်စေတနာပြုထားပြီးရတယ်เนาะကျွန်တော်အတန်တိုင်းကိုကောင်းကောင်းမလုပ်ထားဘူးเนาะဈေးလဲသူများထက်တန်အောင်လုပ်ထားပါပဲအဲဒီဆိုင်ရဲ့ signature ဆိုအမဲကြော်ပေါ့เนาะအမဲလားဆိုကျွန်တော်တခြားဆိုင်နဲ့မတူတဲ့အရာလားလေးလုပ်ပြီးတော့ဒီမှာအစားများလာတယ်အဲ့အဲ့ဒါလေးစားစားလို့လဲကောင်းစေရမယ်ကောင်းလို့လဲလာစားကြပါဘူးအင်အားနဲ့တော့ချက်တာပြုတ်တော့အမျိုးသမီးလို့ပြီ။အဲဦးစီးပြီးလို့ကျွန်တော်လည်းကျွန်တော်ဝန်ထမ်းလေးတွေလည်း ကျွန်တော်ကကျွန်တော်လူမန်းတိတဲ့စာအဝါပေါ့လူပြောင်းစာခဲ့ကျွန်တော်အကောက်ဝါဒနာပါခဲ့တာဆိုတော့ကျွန်တော်ခြားစည်းပွားရေးမလေးလာအမေဖေဟိုလည်းမလေးလာဘူးပေါ့နော်မလေးလာပဲနဲ့ကျွန်တော်အေးအကကြီးတဲ့တိတဲ့လော်ရတဲ့အင်းအောင်ပြပြသွားတော့အင်းအောင်ပြပြနောက်ပိုင်းတော့ဖေရလည်းဆုံးသွားတယ်အဲတော့မှကျွန်တော်ရက်ဒီကုန်းနည်းနည်းခတ်ခဲလာပါဘောနော်ဒီအကလည်းပဲရက်ဒီလုံးကြတော့ကျွန်တော်နေနေတူတော့စရိတ်တွေလိုလာတယ်ဆိုတော့ကျွန်တော်လမ်းမေးလေးမှာစရအောင် ကျွန်တော်ကကျွန်တော်ပေါ့နော်အဲအဲ့လိုကလည်းကျွန်တော်ဖြည်း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 နဲ့အခုစိုင်းလေးပြည်ပြည်လေးယူရတယ်တကားတလေးညံ့ရောမပြည့်တဲ့ဟိုကဘောင်ပင်ခက်တယ်ပြောမလားမသိဘူးကွာအဲအပေါင်းသင်းထဲမှာတို့ချိုးရှိရပါတော့အဲကျွန်တော်ကျောင်းရောင်းတာဈေးရောင်းတာလေကျွန်တော်ကထုတ်ဆရပါမို့ကွာဟုတ်တယ်အဲကျွန်တော်ဈေးရောင်းတာကျွန်တော်ကဘူးမမဆက်ပါဘူးအကယ်၍ကျွန်တော်ရှက်လို့မခေါ်ခြင်းဘူးဆိုတော့ကျွန်တော်အေးဆေးပါဘူးတကယ်ကွာဟောကူရတယ်ကိုယ့်တဘောပေါ့နော် ငယ်ချင်းတွေအရင်တော့လမ်းမမှာရောင်းတော့ရှိရပါဘောနော်ဘယ်လိုမှမသိကြအောင်ဆောင်းသွားပြီပါတယ်ပေါ့ဒါပေမဲ့တကယ်ဒိတ်ဒိတ်ကျဲကြတော့ဆိုင်လောင်လာမလို့ဥပမာဇဲလို့ပါလို့ပေါ့ဆက်ဆိုင်မှာတမင်းတော့လာမဆောင်းပါနဲ့လို့ဒူအောင်သွားမယ်ပါလဲမလဲတားရတယ်တို့ကြောင့်လာကျင်နေတာအဲ့လိုမျိုးလည်းရှိတယ်ခင်ဗျာအဲဟုတ်တယ်ဇဲကိုတော့ကျွန်တော်တားရတယ်ဟုတ်ဒီမှာ तू တိရလို့ညားရတယ်ညားတော့ကျွန်တော်လည်းအားလာတယ်ကျွန်တော်ဆိုင်ရကိုဆိုင်ကန်းကြီးလည်းမဟုတ်တော့လေအဲဒီမှာတိုင်းဆောင်းမယ်ပါညာဆိုတို့ရိုးတစ်ခုနဲ့ဆိုတော့ကျွန်တော်လည်းအားလာတယ်အားတော့မလာနိုင်တာပါ စိတ်ချမ်းသာတယ်ဗျလူပြောမလို့ဆိုလူကြီးဘူးမချမ်းသာရုံနဲ့ကော့ကုန်တပိုင်းတနယ်လေးပေါ့နော်တနေ့တနေ့ကိုကိစ္စလေးအစီအကြီးရယ်ကျွန်တော်တန်တန်းနဲ့ပြန်ဖွင့်အောင်ပါဒါနဲ့ကျွန်တော်တန်တန်းကြောင့်ကျွန်တော်ခါတန်ရတယ်အဲ့6လောက်တန်ရတစ်ခုကြောင့်ပေါ့နော်ကျွန်တော်အဲ့ညာကြီးပြန်လုံးလုံးရတယ်ပြီးတော့ကိုစိုးကတန်တန်းတက်မဲ့လူတွေကဆရာတင်ပါလားပေါ့ဆရာတင်မဲ့ကောင်တက်မဲ့လူတွေများတယ်ကျွန်တော်တပိုင်းနဲ့တွတ်ထားရတော့အခုလောက်ဆိုတော့ပြန်လုံးလို့ရတယ် ကျွန်တော်ကိုယ်တိုင်တင်ရမယ်ဆိုတော့ကျွန်တော်တန်လဲကျွန်တော်ကျွန်တော်ကြားမှလဲကျွန်တော်ကြည့်ရတယ်လေတက်တယ်ကငယ်တော့မငယ်တော့အမတော့ရရင်တော့မနေနိုင်ဘူးပေါ့နော်ဟုတ် feeling ပေါ့ဟိုအားမပါတော့ဟိုအားမရှိတော့ဘူးပဲလောက်ချင်တယ်ပေါ့ပြောလားဟိုကျွန်တော်ကိုဝါဒနာပါခဲ့တဲ့ကိစ္စလေးတွေပေါ့အငယ်ဒါလေးလုံနေတာစိတ်ချမ်းလာပေါ့မျိုးသမီးကလည်းအစ်စေးလုံးအများခွင့်ပြုတော့လေကျွန်တော်မနက်ပိုင်းတပိုင်းဖွင့်တယ်ညနေပိုင်းကျရင်တော့ကျွန်တော်ပါတော့ကျွန်တော်ဒီလိုပေါ့ဟိုအားထားမလုံနိုင်တော့စိတ်ထဲကကောက်ွက်လေးစဉ်းစားရတယ်အဲ့လိုလုံး ဒုက္ခမပေးနေတာပေါ့အခွင့်အရေးလည်းမရှိနေတာပေါ့လေသိရမလားဒါလည်းဘုရားသခင်ပေးတဲ့လောက်တော့ရအောင်ပါပေါ့ဟုတ်တယ်မကိုလည်းကိုအလုပ်လေးကိုဂယူးဆိုင်ဘယ်အလုပ်မဆိုတိုးတက်လာပါပဲလေဖြည်းဖြည်းချင်းပေါ့ step by step အစင်းလုံးပေါ့နော်ဒီစီးပွားရေးတစ်ခုလုပ်မယ်ဆိုတော့မရှက်နဲ့ပေါ့နော်ကျွန်တော်ဒုက္ခအဲ့ပြီးတော့အခုအကျန်အများဆုံးပေးစင်တာပေါ့နော်ကလေးတွေကိုမိဘတွေကငယ်ငယ်တွေကငယ်သေးတယ်ဆိုတဲ့စကားမျိုးမပြောမဲနဲ့ပေါ့နော် ကိုဒူကိုသကိုလန်းကိုဆောက်တော့ပေါ့ကျွန်တော်တို့မိဘတွေမဟိုနည်းနည်းလေးပေါ့နော်ကောင်းတယ်ကိုယ်အလိုလိုက်ခဲ့တာပေါ့နော်ဒါကျွန်တော်တို့အဲ့ဒီအချိန်မှာမိဘတွေရှိနေတဲ့ပြည်စုံနေတဲ့အချိန်ကြတော့ဘာမှမလေးလာမိတဲ့အချိန်ကြတော့ကိုယ်အစနဲ့ရုံးရတာပေါ့နော်ဒီလိုတန်းဖြစ်လာတာမဟုတ်တအားပင်ပန်းခဲ့တအားဖြတ်တန်းခဲ့ရတဲ့တအားဒုက္ခတွေများခဲ့အဲ့ပြောရင်တော့တော်တော်များများကြာအောင်ပြောအဲ့တော့စီးပွားရေးကိုကိုယ်မိဘဘာလုပ်လဲလေးလာပါ ဥမာကိုယ်ဥမာဈေးရောင်းတယ်ကိုယ်ဆရာဝန်ဖြစ်ကျင်တယ်ဆိုတော့မှဆရာဝန်အတွက်လည်းဖြစ်ဖို့လည်းကြိုးစားတယ်ဒါပေမဲ့ကိုယ်ကိုယ်မိဘလုပ်ငန်းလည်းလေ့လာပါတော့ဘဝဆိုတာဒီလိုလှိုင်းလုံသွားတယ်အဲတက်လိုက်ကြလိုက်ဆိုတော့ကြချိန်မှာလည်းစိတ်တက်ကြကြမလို့လေကိုယ်လှုပ်တတ်တာတစ်ခုရှိတယ်ဆိုတော့အနည်းဆုံးတော့သမဲမငောက်ဘူးပေါ့အဲသမဲသားလက်မှတ်လေးတစ်ခုရှိကိုယ်ပြီးတော့တမအားစီဘဝလုပ်ဖို့ပေါ့အချက်ပါမကြောက်ဘူး ျွန်တော်ကတော့ပိတ်ရက်ကတော့တိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့နေ့တိုင်းမှာကျွန်တော်တို့က7နာရီ7နာရီ7နာရီဆိုအလောဆိုကျွန်တော်ကတိတ်တာလေတမနာပဲဆိုတော့အဲပိတ်ရက်ဥမာပေါ့နည်းနည်းအခါကြီးရက်ကြီးရက်ကျွန်တော်ဆိုင်ဝင်နှန်းလေးတွေဥမာဖျားတော့ဝင်ပါရောတို့လာပြနေဆိုအဲကျွန်တော်နိုင်လို့တဲ့မနိုင်တော့ဘူးထင်ပိတ်လိုက်တယ်အဲအလိုအဲကျွန်တော်ဆိုင်ကဒီပပေးတန်းမြို့နဲ့အဲဒီ26လမ်းအလဲလမ်းပေါ့တော့အလောရထာဘက်ကဝင်စင်းလေးမှာပေါ့အဲအလောရထာဘက်ကဝင်စင်းလေးမှာပဲဆိုင်နံပါတ်တွေပဲပြောနေဒီမှာနံပါတ်ကပြောင်းနေတော့ ရှားခတ်တယ်ဝင်ဝင်ချင်းလို့သိတယ်ကျွန်တော်အဒီမှာဆိုတော့ဆိုပြီးတော့စိုင်းမုတ်လေးထားရပါတယ်ကျွန်တော်ဟိုအားပေးရပြိသက်တွေရောကျွန်တော်ဟို blame နဲ့ပြိသက်တွေရောအကုန်လုံးကျေးဇူးတင်ပါတယ်လို့အဲ့လိုလဲဆိုလေသူတို့ဘယ်လိုမှဆိုကိုယ်အတိမတ်ပြုတ်ပေးလို့အဲကျွန်တော်ဘယ်နေရာမှဆိုရက်တီလို့ရတာပေါ့နော်ဒါလည်းသောထုတ်ဖွင့်လာတဲ့ဆိုင်ဆိုပြီးတည်တဲ့လူကတခုတခါလာတဲ့လူတွေလည်းရှိတယ်အရန်ကျူးတင်ပါတယ်လို့ပြောနေတာ